ချမ်းသာပြည်ပြည့်ရဲ့ငွေသားစည်းစိမ်မှုလေးခန်းပဟေလီငွေချင်းနဲ့ပတ်သက်လာရင်သင်ဟာဘယ်လိုလူမျိုးဖြစ်ချင်ပါသလဲဥယျချင်းတွေကိုရောင်းချပြီးလက်ခယူတဲ့သူဖြစ်မလားဒါမှမဟုတ်ကို့ငွေချင်းနဲ့စနစ်တွေကကို့အထွက်ပြန်လှုပ်လှုပ်ပေးတဲ့သူဖြစ်မလားရောဘတ်ကီယိုဆာဂီရဲ့ Risked Cash Flow Quadrant ဆောက်တဲ့မှာလူတွေဝင်ဝင်ရှာကြတဲ့ပုံစံလေးမျိုးကိုရှင်းပြထားပါတယ်လူများစုဟာ ဘာလို့ဘယ်ဘက်ချမ်းမှာပဲပြိမိနေကြတာလဲဘလို့လို့ရင်တကယ်ဘာနာရေးလွတ်လပ်ခွင့်တည်ရှိရာညာဘက်ချမ်းကိုကြွေပြောင်းနိုင်လဲဆိုတာဒီနေ့တင်ဆက်ပေးသွားပါမယ်ရောဘတ်ကီယိုဆာကီဟာသူ့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ Risked Poorer Day အခြေခံကြတဲ့ပိုင်ဆိုင်မှု Assets နဲ့ Being Underwater Liability ရဲ့ကွာခြားချက်ကိုပြန်လည်အမှတ်ရစေရင်ဒီစာအုပ်ကိုစတင်လိုက်ပါတယ်ဒါပေမဲ့ဒီစာအုပ်က အဖြစ်တစ်ခုမေခွန်းထုတ်စေပါမယ်။သင်ဘာတွေဝေတယ်လဲဆိုတာဖြင့်သင်ဝေဝေကိုဘလို့ရှာပွေတယ်လဲဆိုတာပါပဲ။သူဟာရိုးရှင်းတဲ့၄000ကွက်တစ်ခုကိုဆွဲပြီးလေးပိုင်းပိုင်းလိုက်ပါတယ်။အဲ့ဒါတွေကတော့ E ဆိုတဲ့ employee ဝန်ထမ်းဆိုတာရယ် S ဆိုတဲ့ self employed ကိုပိုင်အလုပ်ရှင်ဆိုတာရယ် B ဆိုတဲ့ business owner လုပ်ငန်းပိုင်ရှင်ဆိုတာနဲ့ I ဆိုတဲ့ investor ရှင်းနှီးမြှုပ်နှံသူစတာတွေပဲဖြစ်ပါတယ်။ ေဘေချန်အီးနဲ့အန်ဆာလူအများစုရက်တီယာနေရာဖြစ်ပြီးအချင်းကိုငွေနဲ့လဲလဲနေရပါတယ်။ညာဘေချန်ဘီနဲ့အိုင်မာတော့အားမြင့်တင်မှု leverage နဲ့စီးဝေးနေတဲ့ဝင်ငွေ passive cash flow တွေတည်ရှိပါတယ်။ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကတော့ဒီနှစ်ချမ်းပါလို့ကြွားချလဲပြီးတော့ဘေဘက်ကနေညာဘက်ကိုဘယ်လိုရွေ့မလဲဆိုတာကိုပြသပေးဖို့ပါပဲ။ E ဆိုတဲ့ employee ဝန်ထမ်း ဝန်ထမ်းတွေဟာလုံခြုံမှုကိုရှာဖွေသူတွေပါသူတို့အတွက်လဆင်မှန်မှန်ရတဲ့လဆာအကျိုးခံစားခွင့်တွေလုပ်ငန်းခွင့်အသီးမပြုခေါင်းစဉ်တစ်ခုရဲ့တက်တောင်တက်တာရှိမှုတို့ကအရေးကြီးပါတယ်သူတို့ရဲ့အတွေးခေါ်တွေကတော့အန်တရယ်ကင်းတဲ့အလုပ်တစ်ခုနဲ့လဆင်ဝင်ဝင်မှန်မှန်ရချင်တယ်ဆိုတာပါပဲဒီလိုလုံခြုံမှုဟာစိတ်ချမ်းသာစေပေမယ့်အချိန်နဲ့ငွေကိုလဲလဲနေရတဲ့သဘောပါ တင်းအလှုပ်ရှက်လိုက်တာနဲ့တပြိုင်တည်းတင်းရဲ့ဝေဝေဟာလဲဆက်တန့်သွားမှာဖြစ်ပါတယ်။ဂျာထူးတိုးချင်းလက်စာတိုးချင်းတို့ကဝေဝေကို တက်လာစေနိုင်ပေမယ့်အခြေခံကန့်သတ်ချက်ကတော့တင်းအလှုပ်ရဲ့ပိုင်ရှင်ဟာတင်းရဲ့လက်စာနဲ့အနာကပ်ကို ဆုံးဖြတ်တဲ့သူဖြစ်နေတာပါပဲ။တင်းဟာခြားတယောက်တိဆောက်ထားတဲ့စနစ်တဲကဘွားနေတဲ့သင်းငယ်တဲ့ကြီးရာတစ်ခုသာဖြစ်ပါတယ်။ S ဆိုတဲ့ self employed ကိုပိုင်အလုပ်ရှင်ကိုပိုင်အလုပ်ရှင်ကဏ္ဍမှာရှိနေသူတွေကတော့လွတ်လပ်မှုကိုတန်ဖိုးထားသူတွေပါသူတို့ဟာ သူတို့ရဲ့အလုပ်ကိုသူတို့ကိုယ်တိုင်ပိုင်ဆိုင်ကြတယ်ဥပမာဆရာဝန်များ ရှေ့နေများလွတ်လပ်တဲ့အလုပ်တန်းဓမ္မများစိုင်းပိုင်ရှင်အသေးစားတွေလိုလူတွေပေါ့သူတို့ဟာ သူတို့ရဲ့လုပ်ငန်းကို စီမံခန့်ခွဲပေးမဲ့ညာတော်အဖြစ်သူတို့ကိုယ်တိုင်က လုပ်ငန်းကိုထင်ဖြစ်နေတတ်ပါတယ်။ဒါစန့်ခြင်းမဲ့အမှန်တရားတစ်ခုပါပဲ။သူတို့ဟာ စနစ်တစ်ခုကိုပိုင်ဆိုင်တာမဟုတ်ဘဲအလုပ်တစ်ခုကိုသာ ပိုင်ဆိုင်ထားတာပါ။ဝင်ဝင်ဟာသူတို့ရဲ့အချိန်နဲ့ကြွန့်ကျင်မှုအပေါ်မှာပဲမိခိုနေစေဖြစ်ပါတယ်။ရောဘတ်ကီယိုဇာကီကအောင်မြင်တဲ့ကိုပိုင်အလုပ်ရှင်ကဏ္ဍကလူအများစုဟာသူတို့ရဲ့ကိုပိုင်ထူးချွန်မှုကြောင့်ဘူရန်ရဲ့အတားအဆီးဖြစ်နေတတ်တယ်လို့ထောက်ပြပါတယ်။ အလုပ်ပိုကောင်းလေပိုအောင်မြင်လေအချိန်ပိုပေးရလေပဲဖြစ်ပါတယ်။ငါမရှိရင်မဖြစ်ဆိုသလိုသူတို့မရှိရင်လုပ်ငန်းကနေပတ်မှုရှက်တန့်သွားမှာဖြစ်ပါတယ်။ B ဆိုတဲ့ business owner လုပ်ငန်းပိုင်ရှင် လုပ်ငန်းပိုင်ရှင်တွေဟာသူတို့မရှိဘဲလေပတ်နိုင်တဲ့စနစ်တွေကိုတည်ဆောက်ကြပါတယ်။လုပ်ငန်းပိုင်ရှင်ကဏ္ဍရဲ့အဓိကအချက်ကတော့အားမြင့်တင်မှု leverage ပဲဖြစ်ပါတယ်။ လူတွေလုပ်ငန်းစဉ်တွေစနစ်တွေစတဲ့အရာတွေဟာကြိုးပမ်းအားထုတ်မှုကို အစပေါင်းများစွာ တိုးပွားစေပါတယ်။တကယ်လုပ်ငန်းပိုင်ရှင်ဆိုတာမျိုးက လုပ်ငန်းကြီးတစ်ခုကိုဒီဇိုင်းဆွဲတည်ဆောက်ပါတယ်။မန်နေဂျာတွေနဲ့ဝန်ထမ်းတွေက စနစ်ကိုလည်ပတ်နေချိန်မှာပိုင်ရှင်ကတော့လုပ်ငန်းကြီးထွားမှုမဟာမျိုးဟာချမှတ်မှုတို့နဲ့အခွင့်အလမ်းသစ်တွေကိုအာရုံစိုက်ပါတယ်။ဒါဟာ ကြီးမားတဲ့အပြောင်းလဲပါပဲငါအလုလုတဲ့ဆိုတဲ့အတွေးကနေငါရဲ့စနစ်ကအလုလုတဲ့ဆိုတဲ့အတွေးကိုမျောလဲလိုက်တာပါပဲအိုင်းဆိုတဲ့ investor ဂျင်းနှီးမြုံနှံသူဂျင်းနှီးမြုံနှံသူတွေကတော့ငွေချေးကိုအလုလုခိုင်းပါတယ်သူတို့ဟာငွေချေးစည်းစိမ်မှုကို ထုတ်ပေးနိုင်တဲ့ပိုင်ဆိုင်မှုတွေကနေတစဉ်ဝင်ဝင်ရှာကြပါတယ်ဥပမာအငားချထားတဲ့အိမ်ချမ်းမြေ အမျက်ဝေစုပေးတဲ့ရှင်ရာတွေလုပ်ငန်းတွေဒါမှမဟုတ်ချင်းငွေတွေ စသဖြင့်ပေါ့ရှင်ဤမြုံနာသူကဏ္ဍဟာဘာနာယေလွတ်လပ်ခွင့်ရဲ့အဆုံးအမှတ်ဖြစ်ပါလေတင့်ရသုံးစေးတွေထက်ကျော်လွန်နေတဲ့အငိမ့်စားဝင်ဝင် passive income ကိုချာရှိခြင်းပဲဖြစ်ပါတယ် Robert Kiyosaki ကရှင်ဤမြုံနာသူရဲ့အာယုံဆိုင်မှုဟာအပြင်ပန်းအသွင်ပြင်မဟုတ်ပဲဝင်သားစီးဆင်းမှုဖြစ်တယ်လို့အလေးထားပါတယ် စစ်မှန်တဲ့ကြွေဝမှုဆိုတာလန့်စင်လှတိုင်းအပေါင်းနဲ့ခနာဆောင်တဲ့ဝင်ဝင်ငွေထွက်ပေါ်မှာတိုင်းထွာခြင်းပဲဖြစ်ပါတယ်။ဘယ်ဘက်ချမ်းမှာပြိမိနေရခြင်းလူအများစုကဘာလို့အီးဒါမှမဟုတ်အက်စကနာမှာပဲဆက်ရှိနေကြတယ်လဲဆိုတာကိုရောဘတ်ကီယိုစာကီကစူးစမ်းလေ့လာ တွေ့ရှိထားပါတယ်။အထူးကအကြောင်းရင်းတွေကတော့အန်ဒီယေကိုကြောက်ရွံ့ခြင်းလုံခြုံမှုကို နှစ်သက်ခြင်း ဘာသာရေးပညာဘ ഹു စုတနေပါချင်းနဲ့လူမှုပတ်ဝန်းကျင်ရဲ့သုံးသင်မှုတွေပဲဖြစ်ပါတယ်။ကျောင်းတွေကကျွန်တော်တို့ကိုကောင်းမွန်တဲ့ဝန်ထမ်းတွေဖြစ်လာအောင်ပင်ကြားပေးနေသလိုမိသားစုနဲ့ရှင်ချင်းမှုကလည်းလုံခြုံတဲ့လမ်းကြောင်းကိုပဲအားပေးနေပါတယ်။နောက်တစ်ခုကအခွန်ကောက်ခါမှုစနစ်ကလည်းညာဘက်ချမ်းကိုပို့ပြီးအစာပေးထားပါတယ်။လုပ်ငန်းပိုင်ရှင်တွေနဲ့ရှင်းလင်းညွှန်ကြားသူတွေဟာဝန်ထမ်းတွေမသုံးနိုင်တဲ့ဥပဒေကြောင်းအရ ပြင်ပြထားတဲ့အကွန်သက်တာခွင့်တွေနဲ့လုပ်ငန်းဖွဲ့စည်းပုံတွေကိုအုံပြနိုင်ပါတယ်။အတူချုပ်ပြောရရင်တော့ဘယ်ဘက်မှာနေတာကတက်တော့တက်တာရှိပါတယ်။ညာဘက်ကိုရိပ်ဖို့ဆိုရင်တော့စိတ်သဘောထားအစ်စ်နဲ့ကျွမ်းကျင်မှုအစ်စ်တွေကိုလိုအပ်တယ်ဆိုတာပါပဲ။ညာဘက်သို့ရိပ်ပြောင်းခြင်းလက်တွေ့ကြတဲ့လမ်းပြမြေပုံရောဘတ်ကီယိုဆာကီရဲ့လမ်းပြမြေပုံက လက်တွေ့ချပြီးတဆင့်ပြီးတဆင့်တက်လှမ်းရမယ့်ပုံစံမှာတိအချက်သင်ဘယ်နေရာမှာရှိနေလဲဆိုတာကိုဆုံးဖြတ်ပါပြီးရင်ဘယ်နေရာကိုသွားချင်လဲဆိုတာကိုရွေးချယ်ပါအသိအမြင်ရှိခြင်းဟာပထမဆုံးခြေလှမ်းပါပဲနေ့အချက်ဘာသာရေးပညာကိုသင်ယူပါစည်ရင်းဂိုင်းပညာရှင်းလင်းနှုတ်နာမှုဘုံဥပဒေနဲ့လုပ်ငန်းတွေဘယ်လိုလဲပတ်တယ်ဆိုတာကို ပြအောင်လုပ်ပါကဏ္ဍတွေကအရေးကြီးပါတယ်ငွေကြေးရှင်းန်းတွေကိုဖတ်တတ်အောင်သင်ယူပါအုံးအချက်ပေးစားကစတင်ပါရေးထွက် project များအစည်းအစားရင်းနှီးမြှုပ်နှံမှုများနဲ့စမ်းသပ်မှုများကိုပြုလုပ်ပါမှားယွင်းမှုတွေဟာသင်ခန်းစာအတွက်ပေးရတဲ့ကျူရှင်ခတွေပါပဲပစံများကြီးမထည့်ပဲစတင်လေ့ကျင့်ပါတည့်ရဘာနာရေးအခြေအနေကို ြီးမားတဲ့ထိခိုက်မှုမဖြစ်စေနိုင်တဲ့အသေးစားရင်းနှီးမြှုပ်နှံမှုများသို့မဟုတ်စီးပွားရေးစမ်းသပ်မှုများကိုသာပြုလုပ်ပြီးအတွေ့အကြုံယူပါလင်းအချက်အားမြင့်တင်မှုကိုတည်ဆောက်ပါငြားရန်ချင်းကိုစားလွှဲအပ်ခြင်းနဲ့စနစ်တကျပြုလုပ်ခြင်းတို့ကိုလှုပ်ဆောင်ပါဒါမှသင်ရဲ့အချိန်ကအသာစေးမဖြစ်တော့ပါပါငှားအချက် စိတ်ပိုင်းဆိုင်ရာစည်းကမ်းကိုမွေးမြူပါကြောက်ရွံ့ခြင်းနဲ့လောဘတို့ကိုအောင်နိုင်ပြီးစင်ချင်တုံတရားနဲ့တနည်းချက်တနည်းပုံမူတိုးတက်ကောင်းမှုအောင်လှုပ်ဆောင်ပါ၆အချက်ချက်ချင်းသုံးဆွဲပြစ်မဲ့အစားဝင်ဝင်ထုတ်ပေးနိုင်တဲ့ပိုင်ဆိုင်မှုတွေတဲ့အမျက်စွန်းတွေကို ပြန်လည်ရင်းနှီးမြှုပ်နှံပါရောဘတ်ကီယိုဇာကီကလက်ဦးဆရာတွေနဲ့လက်တွေ့လှုပ်ရင်းအင်းယူချင်းကိုထက်ခါတလဲလဲအလေးပေးပါတယ် သူတို့ရဲ့ cash flow ဘုတ်အဖွဲ့ game ဟာအန်ဒီယန်နဲပါတဲ့ပတ်ဝန်းကျင်မှာငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုပြည့်ကျင်းဖို့ဥပမာကောင်းတစ်ခုပဲဖြစ်ပါတယ်။ချင်းနီးမြုံနံသူအစ်စ်များရောဘတ်ကီယိုဆာကီဟာချင်းနီးမြုံနံသူတွေကိုအစ်စ်သတ်မှတ်ထားပါတယ်။ပစံကိုဘာမာစုဆောင်းသူတက်တက်ကနေစပြီးအငိမ့်ဆန်းရံပုံငွေတွေမှာအင်းမေရော့ရော့ရှင်းနီးမြုံနံသူများ ခွင့်လန်းတွေကိုဘူတိုင်းလေ့လာတဲ့တက်ကြွတဲ့ဂျင်းနီမြုံနံသူများ နောက်ဆုံးမှာတော့စီးပွားရေးစနစ်တွေကိုတိဆောက်တဲ့အရင်းရှင်ဂျင်းနီမြုံနံသူအထိခွဲခြားထားပါတယ်။အစ်င့်တိုင်းဟာပုံမှန်များပြားတဲ့ဘဟုသုတနဲ့စိတ်ခံစားမှုထိမ့်ချုပ်မှုလိုအပ်ပါတယ်။ဒါပေမဲ့ပုံမှန်များပြားတဲ့အားမြင့်တယ်မှု leverage နဲ့ကြီးမားတဲ့ဆုလတ်တွေကိုလည်းပေးစွမ်းမှာဖြစ်ပါတယ်။ အခွန်နဲ့စနစ်ဖွဲ့စည်းပုံထက်ခါတလဲလဲပြောလင်းရှိတဲ့အကြောင်းအရာတစ်ခုကတော့တင်ပေအချမ်းမှာရှိတဲ့ပုံမူတည်ပြီးပတ်စံကမတူညီစွာပြုမူတယ်ဆိုတာပါပဲအခွန်စနစ်တွေနဲ့ဥပဒေဖွဲ့စည်းပုံတွေဟာလုပ်ငန်းပိုင်ဆိုင်သူနဲ့ရှင်းလင်းညွှန်နာမှုပိုင်ဆိုင်သူတွေကိုစုချပါတယ်ဝန်ထမ်းတွေဟာဝင်ဝင်ရတာနဲ့အရင်ဆုံးအခွန်ပေးဆောင်ရပါတယ်လုပ်ငန်းပိုင်ရှင်တွေကတော့ အခွန်သက်သာခွင့်တွေနဲ့လုပ်ငန်းစရိတ်တွေကတစဉ်ပုံမှန်နှိမ့်ကြပြီးထိရောက်တဲ့အခွန်နှုံထားကိုပြီးဆောင်နိုင်ပါတယ်။ရိုဘတ်ကီယိုဆာဂီရဲ့ချက်ကတော့စည်းကမ်းတွေကိုသင်ယူခြင်းကပုံမှန်လိမ္မာပါးနှက်စွာကစားနိုင်စေတယ်။ကြွေဝှမှုကိုတိဆောက်တဲ့နေရာမှာဥပဒေနဲ့ကျင့်ဝတ်တွေညီပုံမှန်ကောင်းမွန်တဲ့အနေအထားကနေကစားနိုင်ဖို့ပဲဖြစ်ပါလေ။အတားစီးများကြော်လွှားခြင်း ရောဘတ်ကီယိုဇာကီကကျွန်တော်တို့ရဲ့အောင်မြင်မှုကိုဟန်တားနေတဲ့အတွင်ပိုင်းအတားစီ၅ခုကိုလည်းထောက်ပြထားပါတယ်။အဲဒါတွေကတော့ကြောက်ရွံ့ခြင်း၊အယူဆလွှဲမှားခြင်း၊ပြင်းရင်ခြင်း၊အလစ်ခြင်းဆိုးများနဲ့မောက်မာခြင်းတို့ပဲဖြစ်ပါတယ်။ဒီအတားစီတွေကိုကျော်လွှားနိုင်ဖို့အတွက်စင်ဆက်မပြပညာသင်ယူခြင်း၊လက်ဦးစရာရဲ့လမ်းညွန်ပြသခြင်း၊လက်တွေ့လှုံ့ဆော်ခြင်းနဲ့ ရှင်ဤနှုတ်နံသူတွေရဲ့အလေချင်းကောင်းများကိုတိဆောက်ရပါမယ်။ဥပမာချက်ချင်းသုံးဆွဲခြင်းကို ရွှေ့ဆိုင်ခြင်း၊ငွေကြေးရှင်းတာတွေဖတ်ရှုခြင်းနဲ့စည်းကမ်းကိုလှိုက်နာခြင်းတုံးခြင်းတို့ပဲဖြစ်ပါတယ်။ရောဘတ်ကီယိုဆာဂီဟာအဆုံးသတ်မှာစွမ်းအားပေးခြင်းနဲ့ညှိကုံးချုပ်ပါတယ်။သင်ဟာမနဲ့ပြန်ကြရင် အလုတ်ထွက်ဖို့မလိုအပ်ပါဘူး။ဒါပေမဲ့သင်ရဲ့ဘဟုသုဒ္ဓနဲ့အလေချင်းတွေကိုတော့ ဒီကနေ့ကနေစပြီးပြောင်းလဲပြရပါမယ်။ဝေသားစီစဉ်မှုလေးခန်းပဟေလိဆိုတာဝင်ငွေရဲ့မြေပုံသက်သက်မဟုတ်ပါဘူး။ဒါဟာတိရတံမိုးတွေနဲ့ရွေးချယ်မှုတွေကို ချင်းဟပြသနေတဲ့မှန်တစ်ချက်ပါပဲ။ဘာနာရေးလွတ်လပ်ခွင့်ဟာအချင်းကိုငွေချင်းနဲ့လဲလှယ်ချင်းကနေငွေချင်းနဲ့စနစ်တွေကသင့်ဘဝရည်မှန်းချက်ကိုအကျိုးပြုစေရန်ရွေးချယ်လိုက်တဲ့အချိန်မှာစတင်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုဘာနာရေးဆိုင်ရာဘုသုဒ္ဒတွေနောက်ထပ်မလွတ်တမ်းရရှိဖို့အတွက် channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုပါနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ဒီအကြောင်းအရာတွေကိုနားထောင်ပြီးတဲ့နောက်သင်ဟာ E ကနေ B ကိုလား S ကနေ I ကိုလားဘလို့ရွှေ့ပြောင်းဖို့စိတ်ဆုံးဖြတ်ထားလဲဆိုတာဝေဖန်သုံးသပ်ချက် comment မှာပြောပြခဲ့ပါဦး။အခုပဲစတင်ကြောင်းလဲလိုက်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။